2025ခုနှစ်အောက်တိုဘာလ2ရက်နေ့ကြာသာပတင်းနေ့ညနေ6နာရီဂျိုတို့ကတိုင်းတာရရှိချက်တွေနဲ့မြန်မာပြည်မိုးလေဝသအခြေအနေများကိုဆက်လက်လေ့လာ ခမန်းတင်ပြမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကကျွန်တော်တို့ခမန်းပြီးခဲ့တဲ့အတိုင်းပဲမြန်မာပြည်မှာဆေးရုံတွေလူနာတွေရက်ကွက်တွေရွှေ့ရတဲ့ဒီချို့နေရာတွေမှာရေကြီးနေတာ ပရိသတ်များဖားမှာဖြစ်ပါတယ်မြမာပြည်မှာရှိတဲ့ယာဒီဥတုတွေကိုအာရီဗျံမှာပင်လယ်မှာဖြစ်လာတဲ့လေဆိုင်ဝဲအိန္ဒိယနိုင်ငံကိုဝင်ရောက်နေတဲ့လေဆိုင်ဝဲဖိလစ်ပိုင် အရှိဘက်ကန်းကလေဆိုင်ဝဲတက်ရောက်မှုကိုကျွန်တော်တို့လေ့လာမယ်ဆိုရင်တော့ပေ9000အမြင့်ကို လေ့လာမှာဖြစ်ပါတယ် ီကနေ့ညနေ6:00နာရီပေ9000အမြင့်ကိုကြည့်မယ်ဆိုရင် Arabian မှာမုံတိုင်းအဆင့်ကိုကူးပြောင်းလာနိုင်တဲ့လေဆိုင်ဝဲကိုတွေ့ရသလိုပဲအိန္ဒိယနိုင်ငံကိုဝင်သွားတဲ့လေဆိုင်ဝဲရဲ့အဖက်မှာအလွန်အားကောင်းတဲ့လေစီးကြောင်းတွေဖြစ်ပေါ်နေတာတွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲဖိလစ်ပိုင်ရှိတဲ့ဒေသကမုံတိုင်းဟာမမာပြည်ကို မလာသေးပဲနဲ့မြောက်ဖက်ကို တက်သွားပါတယ်ဒီအတွက်ကြောင့်မလို့ဗမာပြည်မှာဒီရက်ပိုင်းမှာမိုးအနှဲငယ်အားပြော့သွားနိုင်တယ်၃ရက်နေ့ညနေရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ Arabian ပင်လယ်ကမုန်တိုင်းဟာအားကောင်းလာပြီးတော့ထို့အတူဖိလစ်ပိုင်ကိုဖြတ်လာတဲ့လေဆိုင်ဝဲမုန်တိုင်းဟာအနှဲငယ်အားကောင်းလာပြီးတော့မမာပြည်အရှိချမ်းအထိကိုစတင်ရောက်တာကျွန်တော်တွေ့ရမှာဖြစ်ပါတယ် လေးရက်နေ့ရောက်တဲ့အခါမှာတော့အာရေဗျန်ပင်လယ်ကထုတ်တဲ့ရေငွေ့ရာမြန်မာပြည်အထက်ပိုင်းမြန်မာပြည်အောက်ပိုင်းကိုဖြတ်ပြီးတော့ဝင်လာသလိုပဲတောင်တရုတ်ပင်လယ်မှာအင်မတန်မှအားကောင်းလာတဲ့မုန်တိုင်းရဲ့ပို့လိုက်တဲ့ရေငွေ့လေးတွေဟာမြန်မာပြည်အရှိတ်ချမ်းကိုစတင်ရှင်လွင်ဝင်ရောက်တော့မယ့်အနေအထားကိုကျွန်တော်ခံမှန်းမိပါတယ်။လာမယ့်9ရက်နေ့မှာဆိုလို့ရှိရင်တော့ အိန္ဒိယသမုတ်တရားကလာတဲ့ရေငွေ့နဲ့အာရေဗျန်ကလာတဲ့ရေငွေ့တွေကပေါင်းပြီးတော့မြန်မာပြည်ကိုအနောက်ဖက်ချမ်းကနေပြီးတော့အကုန်လုံးဖြတ်ကျော်တည်ဆောင်လာတာတွေ့ရမှာဖြစ်ပါတယ်။၆ရက်နေ့မှာလည်းသူလေးစီးချောင်းနဲ့တူရေငွေ့အပြည့်ပါတဲ့ရေတွေကမြန်မာပြည်ကိုဖြတ်ကျော်ရင်းနဲ့တရုတ်ပြည်ထဲကိုဝင်သွားတဲ့မုံတိုင်းရဲ့လေအေးနဲ့စတင်ထိတွေ့ပြီးတော့ ဗမာပြည်မှာမိုးအကြီးကျယ်ရွာမဲ့အခြေအနေရှိပါတယ်ဒီအတွက်ကြောင့်မလို့ကြိုတင်တတိထားကြဖို့လိုပါတယ်ရှင်းနေရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်မှာလေဆိုင်ဝဲတစ်ခုထပ်ဖြစ်လာပြီးတော့မြန်မာပြည်ကိုအရှိန်ဟုန်နဲ့ရေငွေ့အပြည့်ပါတယ်လေစီကြောင်တိုက်ခတ်ပြီးတော့တောင်တရုတ်ပင်လယ်ကဝင်လာတဲ့လေစီကြောင်ကြောက်မလို့မြန်မာပြည်မှာအကြီးအကျယ် မိုးတွေရွာသွန်းနိုင်တယ်လို့ကျွန်တော်တို့ခမန်းတွက်ချက်လို့ရပါဒီကနေ့နှစ်ရက်နေပါတော့ကျွန်တော်တို့မြမပြည်အထက်ပိုင်းကကချင်းပြည်နယ်၊စကိုင်းတိုင်းချင်းပြည်နယ်၊ရခိုင်မြောက်ဘက်မှာမိုးတဲတဲမဲမဲရွာသလိုပဲရှမ်းပြည်နယ်တစ်ခုလုံးမှာ နေရာကွက်ကြားမိုးတီးထန်ခဲ့ပါတယ်။မန္တလေးတိုင်းနေပြည်တော်နဲ့ရှမ်းပြည်ဆက်ဆက်ဒေသတွေမှာလည်းမိုးအနှဲငယ် ရောသွင်းပြီးတော့အခြားတိုင်းတဲ့ပြည်နယ်တွေမှာမိုးပါသွားတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။တောက်ကြာနေ့၃ရက်နေ့မှာတော့ကျွန်တော်တို့မမပီအထက်ပိုင်းမှာမိုးပါပါရွာသွင်းမယ်၊ကြားပြည်နယ်၊ရှမ်းပြည်နယ်မှာမိုးပါပါရွာသွင်းမယ်၊သတင်းနိုင်တိုင်းကရင်ပြည်နယ်မှာမိုးပါပါရွာသွင်းနိုင်တဲ့အနေအထားရှိပါတယ်။၄ရက်နေ့စနေနေ့ရောက်တဲ့အခါမှာတော့ တနင်္လာရီတိုင်းမှာနေရာကွက်ပြီးတော့မူးတီးထန်စွာရွာသွန်းနိုင်တယ်လို့ပဲရှမ်းပြည်နယ်အရှိချမ်းမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်ဆက်ဆက်ဒေသကြီးတစ်ခုလုံးမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲချင်းတောင်တန်းမှာမိုးကြီးနိုင်ပါတယ်ဗမာပြည်အထက်ပိုင်းကချင်ပြည်နယ်သခိုင်းတိုင်းချင်းပြည်နယ်မန္တလေးအထက်ပိုင်းမှာလည်းနေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ်လို့လည်းအေရာဝတီတိုင်းပဲခူးတိုင်းရန်ကုန်တိုင်းမှာလည်းနေရာကျဲကျဲမှနေရာသိသိမိုးရွာသွန်းနိုင်တယ်ဒါရှိပါတယ်။လာမဲ့9ရက်နေ့ရောက်တဲ့အခါမှာတော့ဒီကပို့လိုက်တဲ့လေးကြောင်းကချင်ပြည်နယ်ချင်းတောင်နံမန္တလေးတိုင်းစကိုင်းတိုင်းရခိုင်ပြည်နယ်အေရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်သတင်းနာရီတိုင်းချမ်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကျွန်တော်တို့ခံမှန်းလို့ရရှိပါတယ်။ လာမယ့်6ရက်နေ့မှာတော့ကျွန်တော်တို့ကချင်းပြည်နယ်အောက်ပိုင်း၊သခိုင်းတိုင်း၊မန္တလေးတိုင်းမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်တောင်တန်းဒေသ၊ရခိုင်ပြည်နယ်စစ်ပေါင်းမြဝန်းဒေသနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါမယ်။ခုနှစ်နှစ်ရောက်တဲ့အခါမှာတော့ဗီယက်နမ်နိုင်ငံကိုဖျက်လာတဲ့မုန်တိုင်းအညွန့်ရဲ့ပို့ဆောင်မှုကြောင့်မလို့ ရှမ်းပြည်နယ်တစ်ခုလုံးနေရာကွက်ပြီးတော့မိုးရွာနိုင်ပါတယ်။ထို့အတူ ကချင်ပြည်နယ် ချင်းတောင်တန်းရခိုင်ရိုးမှာရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးတွေအသေးအတန်ရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်။ရှေ့ရနေရောက်တဲ့အခါမှာတော့ဗီယက်နမ်နိုင်ငံကိုဖျက်လာတဲ့မုန်တိုင်းအကျဉ်းခံကြောင့်လို့မြန်မာပြည်ချင်းတောင်တန်းစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ရန်ကုန်တိုင်းတို့မှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ်လို့ပဲကြားပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားရှိရတယ်ကျွန်တော်တို့ဒါရီယာဆိုလို့ရှိရင်ယာယီခမန်းချက်တွေဖြစ်ပြီးတော့ထူးခြားတဲ့အခြေအနေနဲ့ပြောင်းလဲမှုအခြေအနေတွေရှိလို့ရှိရင်လည်းကျွန်တော်တို့အလင်းအမြန်ဆုံးလေ့လာတင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ YouTube တွေကိုရှယ်ပေးကြပါ MP3 file ကိုကိုသက် train နိုင် Telegram က download လုပ်ပြီးတော့မှမိမိတို့မိတ်ဆွေများအတွက်အားရခင်အောင် မျှဝေပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်